ကျောက်ဖြူမြို့အခြေအနေပြောမယ်နော်အေးအေးပေါ့နိုင်ငံယူကျမ်းဖတ်တပုံနေအနေနဲ့ကျောက်ဖြူကိုမတရားရောင်းတိုက်နေတော့ဗျာနော်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်သတင်းမှန်ကိုပြောမယ်။ဘာကြောင့်လဲဆိုတော့မနေ့ကကျွန်တော်စီကိုရုတ်တံဖိုင်တစ်ခုရောက်လာတယ်။ကိုမမောင်ကြီးရဲ့ဒါနဲ့ပတ်သက်ပြီးတော့သုံးသပ်ပြပါအောင်ဗျာတဲ့။အဲ့တော့သူပို့လိုက်တဲ့ဗီဒီယိုဖိုင်လေးမှာဗာလဲဆိုတဲ့ခါကျတော့စစ်တီအယောက်20ကျော်30လောက်ရှိမယ်ထင်ပါတယ်နော်။အဲ့တော့မျိုးလုံးတွေစီရတယ်။ ဲ့ဒါကိုတို့ကဘယ်လိုပြောလဲဆိုတော့ဒါကကြောက်ဖြူကြိုင်စစ်ကေရွာပေါ့ကြောက်ဖြူကြိုင်စစ်ကေရွာကဖမ်းမိထားတာပေါ့အဲ့တော့ကြောက်ဖြူကိုတို့မကြခင်ရလို့မယ်ဆိုတဲ့ပုံစံမျိုးဝါဒဖြန့်နေရရှိတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အတီးပြုတ်မှုမညာစူးစမ်းတယ်ပေါ့စူးစမ်းပြီးမနှက်ကြတဲ့ခါကျတော့ကျွန်တော်အတီးပြုတ်မှုလုပ်နိုင်ခဲ့ပါတယ်အဲ့ဒီဗီဒီယိုဖိုင်ဟာဘယ်ကဗီဒီယိုဖိုင်လဲတော့အာကျွန်တော်တို့မသိဘူးကြောက်ဖြူကဗီဒီယိုဖိုင်မဟုတ်တာကတော့ကျွန်တော်တို့အတူတူတည်ပြနိုင်ခဲ့တယ်ပေါ့ဗျာနော် ော့ကြောက်ဖြူအခြေအနေလက်ရှိအခြေအနေကိုကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်တော့ကြောက်ဖြူသည်အာ AACC လို့ပြောလို့လည်းမရပါပဲပူလောင်နေသလားဆိုလည်းပူလောင်နေတာမဟုတ်ပါဘူးနိုင်ငံယူအချမ်းဖတ်တဲ့အနေနဲ့ကတော့ဘတ်ပေါင်းစုံကနေပြီးတော့သူတို့ကြံ့စီနေတာရှိတယ်အဲ့တော့ခုကြောက်ဖြူကိုအဓိကကာကွယ်ထားတဲ့ကျွန်တော်တို့ရဲတပ်ရင်30နှစ်ပေါ့ဗျာနော်ရဲတပ်ရင်30နှစ်ဆိုတာကြောက်ဖြူနေဆိုလို့ရှိရင်မိုင်အနည်းငယ်ပဲกว่าတော့တယ်အဲ့တော့အဲ့တော့ရဲတပ်ရင်30နှစ်တာအကဲတစ်ခုခုပေါ့နော်ဟို မပြောမစုကောင်းပါဗျာနောက်တစ်ခုခုဖြစ်သွားခဲ့မယ်ဟေးဆိုလို့ရှိရင်တော့ဒီကြောက်ဖြူသည်အန်ရယ်စုံတဲ့ကိုကြောက်သွားနိုင်တယ်အဲ့တော့ရက်တိုင်30နှစ်ကလုံးဝကြာလို့မရဘူးအဲ့တော့ရက်တိုင်30နှစ်ကြာလို့မရဒီလျောက်လဲရက်တိုင်30နှစ်သည်ရွရွချွန်ချွန်နဲ့ခုခံတိုက်ခိုက်နေအောင်တကယ်ကိုလေးစားစရာကောင်းပါလေနော်ခင်ဗျားတို့ကျွန်တော်တို့ကတော့နော်ဟိုပေါ့ပေါ့ပါပါလေးနိုင်သွားပြီရှုံးသွားပြီလို့ပြောနေကြပါမယ်နော်ဟိုဝေဖန်နေကြပါမယ်သူတို့ခင်ဗျားမှာမိုးတဲ့ရေတဲ့လေတဲ့ပေါ့နော်အငငအပြက်ပြက်နဲ့ ရည်ရွယ်ချက်ချောခုခံနေကြပါတကယ်ကိုလေးစားပါလေကျွန်တော်လက်တင်ပြီးတော့မှကျွန်တော်အလေးပြုပါတယ်ပေါ့ဗျာနော်အဲ့တော့ရည်ရွယ်30နှစ်ဒီအခုချိန်မှာအဲပြောမှဆိုရင်နှလုံးချုံချုံပါပဲအဲ့တော့ရည်ရွယ်30နှစ်ရဲ့အပြင်မှာလည်းအခုဆိုရှင်ကာကင်းကလည်းရှိနေပြီဆိုတဲ့ခါကျတော့ရည်ရွယ်30နှစ်ကိုလာမယ်ဆိုအဲ့ဒီကာကင်းကိုကြော်မှရနော်အဲ့တော့ကာကင်းရှိမှာနောက်ထပ်ပြိုင်စစ်ကေရွာကိုသူတို့တင်လိုက်ပါပြီလို့ပြောနေပေမဲ့အဲ့ဒီပြိုင်စစ်ကေရွာကလည်းစစ်တပ်ကလုံးဝကာကင်းထုတ်ထားနိုင်ပါကာကင်းထုတ်ထားနိုင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ရက်တရေ30နှစ်ကိုထိဖို့တော့ကသူတို့ကနောက်ထပ်ခြေလန်းဘယ်လိုခေါ်မလဲဆိုနောက်ထပ်ဟိုဘယ်လိုခေါ်မလဲဆိုခြေလန်းနှစ်လန်းပေါ့ဗျာနော်စီရေးခြေလန်းပြောပါစီရေးခြေလန်းနှစ်လန်းကြော်အောင်လန်းတလန်းတလန်းကြော်ရင်တော့မှသူတို့မှတောင်းလို့ပုံပြီးတည်တာပါအီအီတွေကဘယ်လိုခေါ်မလဲဆိုတော့စေဆွဲပြီးတော့ဗျာနော်နော်မူရစီတွေတုံးပြီးတော့လူကြောင့်မူကြောင့်ဖြစ်ပြီးတော့ဖြစ်နေပြင်မဲ့သူတို့တွေတည်တာသူတို့တေလို့တေမန်းအောင်တည်ရတဲ့တွေမဟုတ်ပါဘူးအခုကြိုက်စစ်ကင်မှာ drone footage ကြီးရအကျွန်တော်တို့ပြောနိုင်တာတော့လေ အေးအေးသေးတာပုံနေတာပါပဲနော်ပုံနေတာသူတို့လည်းတော်တော်ကြီးကိုနာကြီးနေပါပြီနော်ဟိုသူတို့လည်းဒီကြောက်ဖြူဆိုတာ mission impossible ဖြစ်နေပြီလားသူတို့ကိုသူတို့မှာပဲအဲစဉ်းစားစရာဖြစ်နေပြီလို့ကျွန်တော်သုံးသပ်တယ်အဲ့တော့ကြိုင်စိခေရွာမှာတည်နေရလဲသူတို့တွေသူတို့ရဲ့ဒီ DB တွေပါပဲနော်အဲ့တော့ကြောက်ဖြူမျိုးရဲ့အခြေအနေကခုကြိုင်စိခေမှာလဲတက်ကရှိနေဖြစ်တဲ့အတွက်ကြောင့်မလို့ရှေ့ကိုကြုံလို့မရဘူးဗျာဒီသဘောနေနေနဲ့အဲ့တော့တက်ကလည်းအဲ့မှာပဲရက်နေလို့မရဘူး ဥဒ္ဒနှစ်လုံခြုံဖို့ဆိုလို့ရှိရင်နောက်ထပ်မင်းတက်တောင်အရာသိမ်းရမယ်။အမင်းတက်တောင်အရာသိမ်းဖို့အတွက်ကိုလိုအပ်တဲ့ဒီကျွန်တော်တို့ဥမင်း online ရဲ့အမိန့်လည်းလိုတာပေါ့ဗျာဒီပုဂ္ဂိုလ်ရဲ့အမိန့်နေရာတစ်ခါကြားလို့ရှိရင်ဒီပုဂ္ဂိုလ်ရဲ့အမိန့်လားဘာလားမသိအထက်ကမိန့်နေတဲ့ခါကြားဖရဲဒီအမိန့်လိုပဲเนาะတော်တော်လေးစိုးပါလေတိုက်ရိုက်တယ်တော့မှစိတ်တက်ကြတယ်အမိန့်မျိုးပေးတယ်အဲ့တော့အဲသူတို့သူ့ဘက်မှာလည်းအများကြီးမူတည်တယ်ပေါ့ဗျာเนาะအဲ့တော့မင်းတက်တောင်ကိုကျွန်တော်တို့အရာသိမ်းသားဖို့လိုတယ်အခုလက်ရှိမြေပြင်အခြေအနေက တိုက်စစ်ကြီးဆိုတာကရဲတဲ့အုံစံနဲ့မလန်းမကန်းမှာရှိရတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့သူတို့စီကစနိုက်ပါတွေကတိတ်ကောင်းပါတယ်နော်သူတို့ကင်ထားတဲ့စနိုက်ပါတွေကပေါ့နော်အဲ့စနိုက်ပါတွေကတော်တော်ဝေးဝေးကိုပြေးရလို့ပြောလို့ရတယ်အဲ့တော့အဲအဲ့စနိုက်ပါထောက်ထောက်ပြီးလာလာခိုးပစ်နေတာရှိတယ်အဲ့တော့လာလာခိုးပစ်နေတဲ့အတွက်ကြောင့်မို့လို့အဲစစ်တပ်ကျေတဲ့အင်းသုံးတဲ့ထဲမှာသွားရေးလာရေးတွေနည်းနည်းလေးခက်ခဲတာကိုတော့တွေ့ရတယ်။နည်းနည်းစိန်ခေါ်မှုရှိရောပေါ့ဗျာ။နည်းနည်းအခက်ခဲရှိရောပေါ့။ဆိုလိုချင်တာကတော့ အဲတော်တော်လက်လန်းကိုရောက်နိုင်တဲ့သူတို့ရဲ့စနိုက်ပါတွေကြောင့်တက်ထဲမှာဟိုအသွားမတော်လို့ရှိရင်စနိုက်ပါစာမိသွားနိုင်တယ်အဲ့တော့ကြောင့်မို့ညဘက်ဆိုရင်တော့မပဲမိမိထုံးဖို့အတွက်နည်းနည်းလေးခက်ခဲတဲ့အခြေအနေရှိသလိုတက်ပြင်တက်ထဲဝင်တက်ပြင်ထွက်တဲ့အခြေအနေကစာနည်းနည်းစိန်ခေါ်မှုရှိတယ်နောက်စစ်တီတွေအသွားလာတွေကစာနည်းနည်းစိန်ခေါ်မှုရှိတယ်အဲ့တော့အခုလက်ရှိမြေပြင်အခြေအနေကတော့အဲရေခဲသလားဆိုတော့လေရေမခဲဘူးเนาะအဲ့တော့စိုးရိမ်ပူပန်နေရပြီဆိုတော့စိုးရိမ်ပူပန်စရာတော့အဲ့လောက်ကြီးမကြီးဘူးအဲ့တော့ သူတို့ရဲ့ဒီစနိုက်ပါတန်ကိုခံနေရပြီမဲ့လဲစစ်တပ်ဘက်ကလည်းစစ်တပ်ရဲ့ drone တန်ကိုလည်းသူတို့ဒီဟိုဘယ်လိုခေါ်မလဲဆိုတော့အလူးလဲအယူအမှုခံနေရတာပါအဲ့ဒီတော့ကြမလို့အကျွန်တော်ဒီနေ့ကျွန်တော်ရဲ့ဒီဗီဒီယိုရုပ်သံလေးမှာသူချုံကြီးပြောချင်တာကတော့သူတို့ပြောနေသလိုဒီ online ပေါ်မှာတွေ့တဲ့ဗီဒီယိုဟာကြောက်ဖြူတာမဟုတ်ဘူးဆိုတော့ကျွန်တော်ဒီပြနိုင်ခဲ့တယ်ဘယ်ကဗီဒီယိုလဲမသိဘူးအဲ့ဗီဒီယိုနဲ့ပတ်သက်ပြီးဆက်လက်ပြီးကြည့်တဲ့အခါမှာလဲနည်းနည်းလေး ညနာတွေကိုညနာဖုံးတွေပေါ့နော်ကျွန်တော်တို့ညနာတွေကိုအုပ်ထားတဲ့အတွက်ကြောင့်မို့လို့တို့ခောက်ခောက်ခါခါများပြန်သုံးကျင်လို့လားဟုတ်လားဒီလိုမျိုးပေါ့တူနေလားဒါမှမဟုတ်ရှင်လဲဟိုတိုက်ရိုက်တက်စင်နေပေါ့နော်ဟိုရုပ်ရှင်တွေရိုက်ထားလားဆိုတော့ဒါကျွန်တော်တို့သူတော်သူလုံးမိကုန်းတွေကတော့အခုပြန်မေးခံနေရပါပြီနော်အဲ့တော့အဲ့ဒီဗီဒီယိုဖိုင်ကြီးလုံးဝမဟုတ်ကြောင်းတောက်ဖြူမျိုးတွေအခုလက်ရှိအချိန်ဒီပြိုင်စစ်ကေရွာထိကတက်ကပြန်ပြီးတော့တိမ့်ပိုက်ထားနိုင်ပြီတိမ့်ပိုက်ထားနိုင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့နိုင်ငံယူသမုံတွေဒီ အဲအဲ့တိုင်းစိတ်ကိုကြော်ပြီးကြော်ပြီးတဲ့အဖြစ်ကိုတက်မှာနောက်ထပ်ကာကင်းနေရှိဒါတွေကိုကြော်ပြီးမှတက်ကိုထိလိုက်ရပါပါတို့ပါတော့လည်းပဲလာလာခိုးပစ်နေတဲ့စနိုက်ပါတွေကိုတော့စနိုက်ပါတံကိုတော့ခံနေရတယ်ကြောက်ပြူမျိုးအခြေအနေကတော့ဒီကဲ့သို့ဒီချမ်းသာရှိတဲ့ကိုဆိုတော့ကိုကျွန်တော်အနေနဲ့အမ်ကျွန်တော်သိရှိထားသမျှကိုဝင်းမြခြင်းမှာမစိုးရိမ်မပူပါမှာနဲ့နော်အဲစက်တက်အနေနဲ့လည်းကြောက်ပြူမျိုးဟာတို့တက်စီးပွားရေးအရန်ကိုရေးကြီးပါတယ်နိုင်ငံရဲ့ကျွန်တော်မြန်မာနိုင်ငံ GDP ပေါ့ဟိုစစ်သုံးစိတ်တွေခင်ဗျားတို့ပေးနေလာစားတွေအားလုံးတော်တော်များများကြောက်ပြူရောက်ဝင်တာဖြစ်တယ်နော် အဲ့ဒီပတ်စံတွေကအိုက်ကရတဲ့အတွက်ကြောင့်မလို့ဦးမင်းအွန်လိုင်းနေနဲ့အဲထိခိုက်ခံမယ်လို့တော့ကျွန်တော်လွယ်လွယ်လေးတော့မထင်ပါဘူးဗျာနော်ကျွန်တော်မထင်ပါဘူးလွယ်လွယ်နဲ့ထိခိုက်ခံမှာတော့မဟုတ်ဘူးအဲ့တော့အဲကြောက်ကျူအချင်းလေးဒီကဲ့သို့ဒီချမ်းသာရှိတယ်ဟုတ်ကြနော်အားလုံးချစ်ခင်လေးစားလိုက်ရပါမယ်